အင်္ဂါနေဘွားမိတ်ဆွေများအတွက်ယခုကောစာတက္ကရေ1389ခုနှစ်တနှစ်သာအတွင်းမိတ်ဆွေများတွေ့ကြုံရမည့်ကံအနေထားများကိုကြိုတင်သိရှိဆင်ခြင် သုံးသပ်နိုင်စေရန်အတွက်ယခုတနှစ်သာဟောစတန်းကို အကြံပြု၍ဟောပြောပေးသွားမှာဖြစ်ပါသည်အင်္ဂါနေဘွားမိတ်ဆွေများအနေဖြင့်ယခုကောဇာတက္ကရေ1389ခုနှစ်တနှစ်သာအတွင်းမှာဆိုရင် မိတ်ဆွေတို့အနေဖြင့်ငွေကြေးလက်လာပါများမျှော်မှန်းထားသည့်ထက်ပုံမူဝင်ရောက်လာပေလိမ့်မည်မိမိတို့မှစီးစိမ်တနာပိုင်ဆိုင်မှုတွေလည်းမြင်မာလာမည်အချိန်ကာလကောင်းနေလည်းဖြစ်ပါသည်မိမိတို့လောကင်နေသည့်အလုံးငန်းအလုတ်ကင်တွေကလည်းကောင်းကျိုးဖြစ်ထွန်းမှုတွေလည်းခံစားရရှိဖြစ်ပေါ်လာပေလိမ့်မည်။ရေချားမြေချားရဝေးဒေသကလူအများလူမျိုးချားတွေနဲ့ အထူးဆက်ဆံရေးများကောင်းမွန်ပြီးတော့ထိုပုဂ္ဂိုလ်များနှင့်အတူတွဲဖက်လုပ်ကင်ခွင့်တွေများကြုံတွေ့ရပြီးတော့ထိုတွဲဖက်လုပ်ကင်ခွင့်များမှလည်းမိမိတို့အတွက်အကျိုးမြတ်ကောင်းများရရှိဖြစ်ပေါ်ခြင်းများလည်းခံစားရရှိလာပြီးလိမ့်မည်ဇာတာရှင်များအနေဖြင့်ထိုနှစ်ကာလအတွင်းမှာဆိုရင် မျက်နာပွင့်လင်းခြင်းထင်ရှားကြော်စောခြင်း မွေအဝင်ပေါ်လာခြင်းတွေလည်းကြုံတွေ့ရရှိဖြစ်ပေါ်လာပြီးလိမ့်မည်မိမိတို့မှာမီယိုကလာနှင့်ပတ်သက်သည့်ရိုးရာကိုးကွယ်ပူဇော်ပါသမှုတွေလည်းဆောင်ရွက်ရခွင့်များလည်းကြုံတွေ့ရပြီးတော့လူချင်းနဲ့ချစ်ခံရမိကာလာအပိုင်းခြားတွေလည်းရရှိဖြစ်ပေါ်လာပြီးလိမ့်မည်ဝန်ထမ်းများအဖို့အထက်လူကြီးတို့၏မဆကူညီမှုများကြောင့်ယာဒူးတိုးခြင်းလာစာတိုးခြင်းများလည်းကြုံတွေ့ရပြီးလိမ့်မည် သာသမီရှိသောမိတ်ဆွေများအနေဖြင့်သာသမီတို့ကိုအကြောင်းပြု၍အလူမင်္ဂလာပြုလုပ်ရခြင်းနေလဲကြုံတွေ့ကြရပါလိမ့်မည်ထို့ကြောင့်အင်္ဂါနေဘွားမိတ်ဆွေများတွင်မှထိုနှစ်အပိုင်းခြားကာလအတွင်းထဲမှဆိုရင်အိမ်ကိစ္စအဆောင်အဦကိစ္စရမျိုးတွေအိုးလုပ်ငန်းအုပ်လုပ်ငန်းအဆောင်အဦနဲ့ပတ်သက်သောကန်ထရိုက်လုပ်ငန်းမျိုးတွေအိမ်ဆောက်ပစ္စည်းအယောင်းဝယ်လုပ်ငန်းမျိုးတွေ အဲ့အမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေအိုးအိမ်ပြုပြင်ပြင်ဆင်မိုးမှန်ခြင်းဆိုင်ရာကိစ္စရပ်မျိုးတွေအဆောက်အဦးနဲ့ပတ်သက်သည့်အလုပ်တင်တာရှောက်ထားခြင်းကိစ္စရပ်မျိုးတွေတည်တံသို့သည်စသည့်ကိစ္စရပ်တွေလုပ်ငန်းမျိုးတွေတည်ယူပို့ဆောင်ရေးလုပ်ငန်းမျိုးတွေကုန်ပစ္စည်းများကိုတမျိုးတရွာသို့တည်ယူပို့ဆောင်ဖြန့်ဖြူးရောင်းချသည့် အယောင်းအဝယ်လုပ်ငန်းမျိုးတွေခီးသွွားဝန်ဆောင်မှုလုပ်ငန်းမျိုးတွေခီးကိစ္စရံမျိုးတွေတစ်လုပ်ငန်းတစ်တိုင်းနေတစ်ဆက်လုပ်ငန်းမျိုးတွေတစ်အယောင်းအဝယ်လုပ်ငန်းမျိုးတွေတန်တမဏိဆက်ယုံလုပ်ငန်းမျိုးတွေစသည့်လုပ်ငန်းတွေနဲ့ပတ်သက်ခြင်းလဲလုပ်ကင်ဆောင်ရွက်နေကြသောအင်္ဂါနေဘဝမိတ်ဆွေများအနေဖြင့်ထိုနှစ်အပိုင်းခြားကာလတွေအတွင်းမှာဆိုရင်ထိုလုပ်ငန်း ထိုကိစ္စရက်တွေနဲ့ပတ်သက်ရ၍လေမိษွေတို့မှာအကျိုးမြတ်အကောင်းများပုံမရရှိ ဖြစ်ပေါ်လာပြီလိမ့်မည်အင်းသာနေဘောမိษွေများအနေဖြင့်တနစ်တာကာလအတွင်းမှာဆိုရင်ကျမ်းမာရေးအနေဖြင့်မျက်စိစီကိုခန္ဓာဘယ်ဘယ်အချမ်းအနာရောဂါဖြစ်လွယ်တတ်သောကြောင့်ဂယုစိုက်ပါလို့အကြံပေးပါရစေအင်းသာနေဘောမိษွေများအနေဖြင့် ်ထိုနှစ်ကာလအတွင်းမှာဆိုရင်နေုံလဝါဆိုလတော်တလင်းလဇဆောင်မုံလတပူရွဲလစသည့်ထိုလတွေမှာမိမိတို့စီစဉ်ဆောင်ရွက်လောက်ကံကြီးကိစ္စရက်တွေအပေါ်မှာညံနစ်စင်ခြင်းသတိပြုဆောင်ရွက်လောက်ကံတင့်ပါသည်ဟုအကြံပေးပါရစေ။ထိုလအပိုင်းခြားကာလအတွင်းမှာဆိုရင်အလုံနေရာပြောင်းရွှေ့ရခြင်းအိနေရာပြောင်းရွှေ့ရခြင်းတွေလည်း တတိပြုဆောင်ရွက်တင်ပါသည်အိမ်ရှိလူကြီးမိဘများဤကျမ်းမာရေးများကိုလည်းဂယုစိုက်ပါမိမိကိုမနာလိုသူတွေကြောင့်အဆက်ရခြင်းတိတ်ခါကြဆင်းခြင်းလေးတွေလည်းကြုံတွေ့ရတတ်ပါသည်မိတ်ဆွေများအနေဖြင့်ထိုလာအပိုင်းခြားကာလအတွင်းထဲမှာဆိုရင်မိတ်ဆွေဆွေမျိုးများထံကအပူသောကသတင်းတွေနာရေးသတင်းတွေလည်းကြားရတတ်ပါသည် ဒေါသဖြစ်เสียကိစ္စရံများလဲထက်တလဲလဲပေါ်ပေါက်တတ်သောကြောင့်တီးခံပါလို့အကြံပြုပါရစေထိုလားအပိုင်းခြားကာလအတွင်းမှာမိမိတို့နေထိုင်ရာအိမ်နေရာတို့လင်းကွာမရေကွာများလာရောက်ခဲ့ပါကညံ့ပါသည်လက်ခံတာမျိုးတွေမပြုတ်လောက်ပါနဲ့လို့အကြံပေးပါရစေငွေအချွတ်များမိကိစ္စရက်တွေလဲပေါ်ပေါက်တတ်သောကြောင့်မိမိတို့အနေဖြင့် အသုံးအစွဲများငွေကြေးများကိုမလိုအပ်ဖဲသုံးဆွဲသည့်ကိစ္စရက်ကလေးတွေပေါ်မှာဒရီလစ်ဖြင့်ဆောင်ရွက်သုံးဆွဲပါလို့အကြံလေးပေးပါရစေထို့ကြောင့်အင်္ဂါနေဘဝမိတ်ဆွေများအနေဖြင့်ထိုလားအပိုင်းခြားကာလတွေအတွင်းမှာမိမိတို့ဆောင်ရွက်ရာကိစ္စရက်တွေအပေါ်မှာအမှားယွန်းနေအောင်တတိပြုလောက်ကန်ဆောင်ရွက်တဲ့လို့မိတ်ဆွေတို့အတွက် မိနာဆုံးရှုံးမှုများယောနေပပျောက်စီရဲ့အလို့ငါဤနှစ်အတွက်တနစ်စာဟောစဒန်းကို အကြံပြု၏ဟောပြောပေးလိုက်ပါသည်အင်္ဂါနေဘောမိတ်ဆွေများအနေဖြင့်အချီးအင်းနဲ့ပတ်သက်၍စိတ်တဘောသာမတိုက်ဆိုင်မှုများလည်းဖြစ်ပေါ်တတ်ပါသည်အဆုံးသတ်မှာကြည်နူးစရာတွေလည်းပြန်လည်ကြုံတွေ့ရရှိလာပေလိမ့်မည်အိမ်တော်ပင်များအဖို့ အိမ်တော်ဘက်ရဲ့အကူအညီအထောက်ပံ့ကောင်းများရရှိပါလိမ့်မည်။အင်္ဂါနေဝမိတ်ဆွေများအနေဖြင့်ဤတစ်နှစ်သာအတွင်းမှာကောင်းသောကံများပုံမှန်အားကောင်းအောင်လို့သို့သောကံကြောင်းတရားလေးတွေဆိုရင်လည်းတသက်ယုံနေပပျောက်မှုများဖြစ်ပေါ်စီအောင်လို့ဆောင်ရွက်ရမယ့်ယန္တရားလေးကတော့ဇေဒီတစုရဲ့စနေတော့မှာဤအနီတလက်လှူပေးပါ။ ်အလူခံပုဂ္ဂိုလ်များအားလည်းတင်းငုံနေတိုင်းအေးဒါနတအားသရွေလေးဒါနပြုပေးပါလို့မိတ်ဆွေများအားအကြံပေးလိုက်ပါသည်ထို့ကြောင့်အင်္ဂါနေဘဝမိတ်ဆွေများအနေဖြင့်ဤကောသာတက်ကရ1389ခုနှစ်တနစ်တာအတွင်းမှာမိတ်ဆွေများအနေဖြင့်ဘေးရန်ခတ်သိမ်းကင်းကျင်းကြ၍စိတ်ချမ်းသာပျော်ရွှင်ခြင်းများရရှိကြပါစေ။ မကောင်းသောကံအကြောင်းတရားများပပကြ၍မိမိတို့ဆောင်ရွက်ရာကိစ္စရက်တွေအလုံးလဲအစဉ်ပြေအောင်မြင်လူရာဆန္ဒတွေပြည့်၍ဘဝတွေလဲငြိမ်းချမ်းကြပါစေလို့မိတ်ဆွေများအားဆုတောင်းမြတ်တာပို့သလိုက်ပါသည်အလုံးကျမ်းမှာချမ်းသာကြပါစေ